133နှစ်အိမ်မောကြနေခဲ့တဲ့ကြောက်ချမ်းပြည့်ရကြီးပြန်လဲနိုးထလာပြီလားမင်္ဂလာပါအော်ဒီယိုပိုင်းဆောင်းနိုင်ငံနေကြိုးဆိုပါတယ်ယခုတစ်ခါမှာတော့ကယ်လ်ဝင်အဖက်ပါဝါဖေဖိုပေးကနေတင်ဒါတာကိုဖပြပေးမှဖြစ်ပါတယ်နားဆင်ကြည့်ပါအောင်ခင်ဗျာ133နှစ်အိမ်မောကြနေခဲ့တဲ့ကြောက်ချမ်းပြည့်ရကြီးပြန်လဲနိုးထလာပြီလား1912ခုနှစ်မြန်မာနိုင်ငံဟာအင်္ဂလိပ်ကိုလိုနီအစိုးရလက်အောက်ရောက်နေတဲ့အချိန်တုန်းက မေမြို့ဆိုတာတင်လိုက်ဘယင်ကန်ရဲ့နွေရာသီစံနန်းတော်မျိုးကြီးပါပဲတင်လိုက်ဘယင်ကန်တွေကလည်းမေမြို့ဟာရှမ်းကြောက်ချမ်းပြည့်ရအနီးမှာတည်ရှိနေတယ်ဆိုတာကိုသိနေကြလို့သူတို့ကိုယ်တိုင်နေရမဲ့နွေရာသီစံနန်းတော်တွေအတွက်အစာဦးကြီးတွေကိုငရင်တန်းခွန်လောက်ထိခံနိုင်အောင်လို့အဲ့ဒီခေတ်ကနေပညာတွေနဲ့မခုံမကပ်မခိုးပဲခိုင်ခိုင်မာမာတည်ဆောက်ထားခဲ့ပါတယ်1912ခုနှစ် မေလ18ရက်နေ့ပေါ့မေမြို့နယ်တောင်ကြီးမြို့အနီးကနေတောင်မြောက်အလျားလိုက်ဖြတ်သန်းသွားနေတဲ့ကြောက်ကြမ်းပြရွက်ကိုဗဟိုပြုတ်ပြီးပြင်းအား9.6လောက်ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်ဒီပြင်းအားလောက်နေရတော့အင်္ဂလိပ်တွေဆောက်လုပ်ထားတဲ့အဆောက်အုံတွေဘာမှကုန်မပျက်စီးခဲ့ပါဘူးအဲ့ဒီအချိန်နဲ့အဲ့ဒီအချိန်ကလေးကအင်္ဂလိပ်တွေဟာငလင်အချောင်းကိုကောင်းကောင်းကြီးနားလည်ထားပြီးသားဖြစ်နေကြတော့ဒါဟာ ကျန်းကြောက်ကျန်းပြည့်ရွယ်ခြင်းနိုးထလာပြီဒီငလင်ဟာတကယ်လောက်ရမဲ့ငလင်ကြီးမဟုတ်ပဲရှေ့ပြေးငလင်တစ်ခုဖြစ်နေတယ်ဆိုတာကိုချက်ချင်းရိမ့်မိသွားခဲ့ကြပါတယ်ဒါဟာရှေ့ပြေးငလင်ပဲလို့သူတို့ထင်ခဲ့တာဟာအကြောင်းကျိုးညွတ်ပါတယ်ဘာကြောင့်လဲဆိုတော့ကြောက်ကျန်းပြည့်ရွယ်ရဲ့သဘောတဘာဝအရွယ်အစားမလောက်တာကြားတဲ့နှစ်တွေရဆိုရင်5.7လောက်ပဲပြင်းအားရှိတဲ့ငလင်နဲ့တော့ပြီးမသွားနိုင်ဘူးဆိုတာကိုတော့ အင်္ဂလိပ်ငလင်ပညာရှင်တွေနားလည်ထားကြမှာပါပဲအင်္ဂလိပ်တွေဟာမကြခင်မှာ နောက်ထပ်ငလင်ကြီးတစ်ခုထပ်လာတော့မယ်ဆိုတာကိုကြိုတင်သိနေပါပြီဒါကြောင့်နောက်လာမယ့်ငလင်ကြီးအတွက်အရေးပေါ်ပြင်ဆင်ထားနေကြပြီမြို့ရွာတွေမှာငလင်သတိပေးတွေအရေးပေါ်ကြီးညာကြတယ်ငလင်နဲ့ပတ်သက်တဲ့သင်တန်းတွေပေးတယ်ငလင်ကယ်ဆယ်ရေးလုပ်ငန်းတွေအစဉ်အသင့်ပြင်ဆင်ထားကြပါတယ်စားနပ်ရိက္ခာ ငွေကြေးတုံးဆွဲမှုအစတည်တည်ချာချာပြင်ဆင်ထားခဲ့ကြပါတယ်။ငလင်းအပိကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုပါကြိုတင်စီစဉ်ထားခဲ့ကြပါတယ်။အင်္ဂလိပ်ဆိုတာကလည်းအမတန်ကိုမှစစ်စနစ်ကြလာတဲ့လူမျိုးတွေပါ။သူတို့ချစ်တည်ဖြစ်စေမုန်းတည်ဖြစ်စေစနစ်တကျကြိုတင်ပြင်ဆင်တတ်တာကိုတော့ကျွန်တော်တို့တွေအတူယူကြရပါမယ်။အင်္ဂလိပ်တွေ ထင်ထားတဲ့အတိုင်းပဲတိတိကျကျကိုမှန်ခဲ့ပါတယ်။ ူတို့ထင်ထားတဲ့အတိုင်းပဲမေ16ရက်နေ့ကလှုပ်ခတ်သွားခဲ့တဲ့ပြင်းအား5.6ပဲရှိတဲ့ငလင်းဟာတကယ်တော့ခြေပြင်းငလင်းတစ်ခုပါပဲ။ဘာကြောင့်လဲဆိုတော့နောက်3ရက်ကြာမေ21ရက်နေ့မှာပြင်းအား6.5ရှိတဲ့ငလင်းညစ်တစ်ခု ထပ်ပြီးတော့လှုပ်ခတ်ပါတယ်။ငလင်းတန်းခွန်လောက်ထိခန္ဓာအောင်ဆောက်ထားတဲ့အဆောက်အဦတွေကလွဲလို့ကြံနဲ့မခိုင်မခန့် အည်သွေးမပြည့်မီစွာနဲ့ဆောက်လုပ်ထားကြတဲ့အစာအုပ်တွေကတော့ထိခိုက်ပျက်စီးမှုရှိခဲ့ကြပါတယ်။အ धिक အထိခိုက်အပျက်စီးအများဆုံးကတော့တောင်ကြီးမြို့ပါပဲ။ဘာကြောင့်လဲဆိုတော့အဲ့ဒီခေတ်ကရှမ်းတထဲတွေဆော်ဝါးကြီးတွေပိုင်းနဲ့တောင်ကြီးမြို့ကအစာအုပ်ကြီးတွေဟာအင်္ဂလိပ်တွေလိုငလင်တန်းခန်းနိုင်အောင်ဆောက်လုပ်နိုင်တဲ့နေပညာတွေမရှိကြသေးပါဘူး။အခုရောရှိနေပြီလားလို့လာမေးရင်တော့ကျွန်တော်လည်းမဖြေရပါဘူး။ ။မြေမျိုးကအင်္ဂလိပ်အစအဦးတွေကလည်းငလျင်တန်းခွန်လောက်ထိခံနိုင်အောင်ဆောက်လုပ်ထားကြတဲ့အပြင်အစအစအရာရာအများကြီးကြိုတင်ပြင်ဆင်ထားပေးသားဆိုတော့ပြင်းအား6.5ခန်းလောက်သာရှိတဲ့ငလျင်ကြီးတစ်ခုလောက်နဲ့တော့အထီးကအပြက်စီးလဲအလွန်နေသလိုအသေးအပြောက်ကလည်းမရှိသလောက်ပါပဲ။ဒါပေမဲ့နောက်နှစ်ရက်မှာတော့ကန်ဆိုးမိုးမောင်ကြာခဲ့ရပါတယ်။ဒီနေရာမှာတင်းကလေးတွေအကြီးကျယ်ကိုအငိုင်းမိသွားကြပါတယ်။ ဘာကြောင့်အငိုင်းမိသွားကြတာလဲဆိုတော့ဘာကြောင့်အငိုင်းမိသွားကြတာလဲဆိုတော့ရှမ်းပြည့်ပြည့်ကြောကြီးကိုအလျားတိုတဲ့အတွက်ရှော့တွက်မိသွားကြလို့ပါပဲရှမ်းကြောက်ကြမ်းပြည့်ပြည့်ကြောဟာအလျားတိုတဲ့ဆိုတော့အလွန်ဆုံးလှုပ်ရင်ပြင်းအားခွန်ထိပဲလို့အထင်သေးခဲ့ပြီးအဆောက်အဦတွေကိုခွန်ထိပဲခံနိုင်အောင်ဆောက်လုပ်ခဲ့တာကတင်္ဂလိပ်တွေရဲ့အဟာအမားတစ်ခုပါဘလောက်ပဲစနစ်ကျနေပါစေ ခြွင်းချက်တွေဆိုတာကတော့အမြဲရှိနေရပါတယ်။စာဖတ်သူတွေကိုယ်တိုင်ပဲစဉ်းစားကြည့်ကြပါ။သကိုင်းပြည့်ပြည့်ဂျော်ဂျီရဲ့တဝက်လောက်ပဲရှိလျားတဲ့ရှမ်းပြည့်ပြည့်ဂျော်ဂျီဟာထောက်တမငါပြင်းအားရှိတဲ့ငလျင်ကြီးတစ်ခုလှုပ်ခတ်သွားကြတယ်ဆိုရင်ဒါအကုန်ပဲပြီးသွားပြီလို့ထင်ကြမှာပါပဲ။ဘာကြောင့်လဲဆိုတော့ကြောက်ချမ်းပြည့်ပြည့်ထက်နှစ်ဆမကပိုပြီးရှိလျားတဲ့သကိုင်းပြည့်ပြည့်ဂျော်ဘုံမှာတောင်မှပြင်းအား စစ်ပလက်နဲ့ဆဝင်ပလက်တွေလောက်ထိပဲလှောက်ခတ်တက်ကြတာမဟုတ်ဘူးလားသူထက်နစမကရှည်လျားတဲ့ဇကိုင်းပြပြွေမှာတောင်းအိတ်ပလက်တွေလှုပ်လိုက်မရှိဘူးဆိုရင်ချမ်းကြောက်ချမ်းပြပြွေမှာအိတ်ပလက်လှုပ်မယ်လို့ဘသူကထင်ထားခဲ့ကြမှာလဲဒါဟာမဟာအမားကြီးတစ်ခုပါမေ21ရက်ပြင်းအား6.5ငလျင်ကြီးအပြီးမှာအင်္ဂလိပ်တွေဥဆောင်ပြီးတော့ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို နေမနာညမနာလှုပ်ဆောင်နေခဲ့ကြပါတယ်။ဒါပေမဲ့ကန်ဆိုးနေတာကအဲ့ဒီပြင်းဟာ6.5ရှိတဲ့ငလင်ကြီးဟာတကက်အဓိကငလင်ကြီးမဟုတ်ခဲ့ပါဘူး။ကံမကောင်းစွာနဲ့ပဲပြင်းအား6.5နဲ့လှုပ်သွားခဲ့တဲ့ငလင်ဟာဒုတိယရှယ်ပြင်းငလင် ဖြစ်တာကိုအဲ့ဒီအချိန်ကဘသူမှမယိမ်းမိခဲ့ကြပါဘူး။ရှမ်းကြောက်ကြမ်းပြည့်ရွှေ့ဟာအလျားသာတူပေမဲ့ဇာကတော့လုံးဝမသေးပါဘူး။ နောက်နှစ်ရက်အကြာ1912ခုနှစ်မေလ23ရက်နေ့မှာပြင်းအား၈လောက်ရှိတဲ့ငလျင်ကြီးတစ်ခုထပ်လှုပ်ခတ်သွားပါတော့တယ်။ဒီနေရာမှာပြင်းအား၈ဆိုတာဟာပြင်းအားခွန်ထက်လှုပ်ခတ်မှုအင်အားဆယ်စားတောင်ပိုကြီးမှပြီးပျက်စီးမှုစွမ်းရင်ထုတ်လွှတ်မှုကတော့32ဆတောင်ပိုများပါတယ်။ပြင်းအား၈ဆိုရင်မေမျိုးကပြင်းအားခွန်အထိခံနိုင်အောင်ဆောက်လုပ်ထားတဲ့အင်္ဂလိပ်အစအဦးတွေ ဘယ်လိုနေကြမလဲအဆင်ပြေကြရလားတောင်ကြီးမြို့ရောအဆင်ပြေခဲ့ကြလားလူအသေးပြောက်တွေရောညားခဲ့လားလို့မေးစရာရှိလာပါတော့တယ်အဲ့ဒီမိကွန်းတွေကိုအကျဲချက်ပြီးဖြေဖို့လုံးမမထင်တော့ပါဘူးဘာကြောင့်လဲဆိုတော့ငလင်းဆိုတာပြင်းအားခွန်တက်ရှေ့ဟာဆယ်စားတောင်ပိုပြင်းထန်ပါတယ်ပြက်စီးမှုအတွက် စွမ်းရင်ကလည်း32စတောင် ပိုပြီးကြီးမားတယ်ဆိုတော့ ပြင်းအားခွန်လောက်ပဲခံနိုင်တဲ့အဆောက်အဦတွေဘယ်လိုနေမလဲဆိုတာကတော့စာဖတ်သူတွေကိုယ်တိုင်ပဲတွေးကြည့်ကြပါတော့တောင်ချင်းမျိုးကတော့ပိုဆိုးတာပေါ့ဗျာပြောနေစရာ လိုသေးလို့လားမြို့ပြလူမတက်ကိုထိခိုက်ပျက်စီးခဲ့ရပါတယ်ကလောမြို့ပါဝင်ရှမ်းပြည်မှာရှိနေတဲ့မြို့တော်တော်များများလဲထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်အသေးပြောက်တွေလည်းအလွန်များခဲ့ရပါတယ်ဒီနေရာမှာအရေးကြီးဆုံးအနေနဲ့ထပ်မေးရမယ့်မေးခွန်းတွေက 1912ခုနှစ်ကတည်းကပြန်လည်အိပ်ပျော်နေခဲ့တဲ့ရှမ်းကြောက်ကြမ်းပြည့်ရွယ်ကြီးဟာအခု2025မေလ23ရက်မှာဆိုရင် အိပ်ပျော်နေခဲ့တာ133နှစ်တောင်ကြာခဲ့ပါပြီတကယ်လို့အခုချိန်မှာထပြီးလောက်ခတ်မဲ့ဆိုရင် ပြင်းအားဘလောက်ထိတောင် ဖြစ်သွားနိုင်ပါသလဲအပြက်စီးတွေကရောအရင်ကထက်ပိုများနိုင်ပါသလားအသေးပြောက်ရောပိုများသွားနိုင်ပါသလား 30ရက်နေ့9လပိုင်း30ရက်နေ့ကတောင်ကြီးမြို့နီးဟိုပုံးမြို့မှာလုကတ်ခဲ့တဲ့ပြင်းအား၄.၄ရှိတဲ့ငလင်ဟာကျန်းကြောက်ကျန်းပြည့်ရကြီးပြန်လဲနိုးထလာပြီဆိုတဲ့သဘောခြေပြေးငလင်ငယ်တစ်ခု ဖြစ်နေမလားကျွန်တော်ညံမိသလားအဖြေပေးရမယ်ဆိုရင်တော့ကြောက်ကျန်းပြည့်ရကြီးအိပ်ပျော်နေတာဟာ133နှစ်တောင်ရှိခဲ့ပြီဆိုတော့အခုထတ်လို့ရင်ပြင်းအားအိပ်ပလက်အထိမဖြစ်နိုင်စရာအကြောင်းမရှိပါဘူး နှစ်ပေါင်းရာချီကြာနေပြီဖြစ်တဲ့အတွက်အိပ်ပလက်ဖြစ်ခြင်းဖြစ်သွားနိုင်တယ်ဆိုတာကတော့လူတိုင်းနားလည်ကြပြီးသားဖြစ်မှာပါအစာဦးတွေဘလောက်ပျက်စီးမလဲဆိုတာကတော့ပြင်ဦးလွင်တောင်ကြီးကလောအစာရှိတဲ့မြို့ကြီးတွေမှာအင်္ဂလိပ်ခေတ်ကဆောက်လုပ်ထားကြတဲ့အစာဦးတွေထက်ဘလောက်တောင်ပို့ပြီးခိုင်ခန့်အောင်ဆောက်လုပ်ထားပေးကြပြီလဲငလင်ပြင်းအားအိပ်ပလက်အတွက်ခံနိုင်ရှိနေပြီလားမြမပီပီအင်္ဂလိပ်တွေထက် ပိုးတာသွားအောင် မခိုးမကမခိုးဘဲနဲ့အည်သွေးမြင့်အစာအုပ်တွေကိုစောက်လောက်ထားပေးကြပြီလားဆိုတာကိုတော့ပြန်ပြီးစဉ်းစားစရာရှိနေပါတယ်လူအသေးပြောက်များနိုင်သလားဆိုတာလည်းအခုချိန်မှာတင်းလေးခက်ခက်ထက်လူဦးရေထူထက်သိသိမှုဘလောက်တောင်ပိုများနေပြီလဲအင်္ဂလိပ်လိုကြိုတင်ပြင်ဆင်ထားတာတွေငလျင်အတိပေးတင်နန်းပေးတာတွေငလျင်အပိကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်ရောဘာတွေပြင်ဆင်ထားပြီလဲ ကန်ဆယ်ရဲ့အထောက်အကူပြုပစ္စည်းတွေလူနာတင်ရင်တွေဆေးရုံတွေဈေးကမ်းတွေနဲ့ဈေးဝါးတွေအတွက်ငွေကြေးတွေဘလောက်ထိတောင်သုံးစွဲပြီးပြင်ဆင်ထားပြကြပြီလဲလို့မေးစရာရှိနေပါတယ်တကယ်လို့ကြိုတင်ပြင်ဆင်မှုအားနည်းနေသေးတဲ့ဆိုရင်တော့အိတ်ပလက်ကိုရင်ဆိုင်ဖို့ကတော့စိတ်ကူးထဲမှာတောင်းတွေးရဲစရာပါပဲမနေ့ကမေ30ရက်နေ့တောင်ကြီးမြို့နီးဟိုဘုံမြို့မှာလှုပ်ခတ်သွားခဲ့တဲ့ပြင်းအား ၄တသမ၄ရှိတဲ့ငလင်ကရောကြောက်ကြမ်းပြည့်ရကြီးပြန်လဲနိုးထလာပြီဆိုတော့ခြေပြင်းငလင်တစ်ခုများဖြစ်နေမလားဆိုတော့မေကွန်းကတော့ဘသူမှတိတိကျကျဖြေနိုင်မှာမဟုတ်ပါဘူးဒါကတော့ဖျားပဲသိနိုင်မှာပါကျွန်တော်တို့အနေနဲ့ကတော့နောက်လာမဲ့ငလင်ကြီးတစ်ခုရဲ့ခြေပြင်းငလင်တစ်ခုမဖြစ်ပါစေနဲ့လို့တော့ဝိုင်းပြီးဆူတောင်းကြရမှာပါပဲမြစ်တုတ်ပင်ဆိုပါစေလက်ရှိအမှန်တရားကတော့ ချမ်းကြောက်ချမ်းပြည့်ရွယ်ချီအိပ်ပျော်နေကြတာနှစ်ပေါင်း133နှစ်တောင်ကြော်ခဲ့ပါပြီ။ဒါကြောင့်နောက်တစ်ချိန်ပြန်လည်노ထလာဖို့အတွက်ကလည်းမကြတော့ပါဘူး။နေရက်လတွေတိတိကျကျမသိနိုင်ပေမဲ့အချိန်မရွေးထလုံနိုင်ပါလေ။ဒီနေ့လှုပ်မလားမနှက်ဖြန်လှုပ်မလားနောက်7နှစ်မှလှုပ်မလားဆိုတာကတော့ဘသူမှတိတိကျကျမပြောနိုင်ပါဘူး။ဒါကြောင့်အားလုံးသတိဝိရိယထားပြီး အထူးကြိုတင်ပြင်ဆင်ထားရတော့မယ့်အချိန်ကတော့အခုပဲရောက်ရှိနေပါပြီ။ဘာပဲဖြစ်ဖြစ်ပါ အကောင်းဆုံးကို မျှော်လင့်ထားပေမဲ့အစိုးဆုံးအတွက်တော့ကြိုတင်ပြင်ဆင်ထားရပါတော့မယ်။အားလုံးဘေးရန်ကင်းကြပါစေ။အထူးမှတ်ချက်လွန်ခဲ့တဲ့နှစ်တရာကျော်လောက်ကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကိုအချိန်ကုန်ခံပြီးသေချာအသေးစိတ်လေ့လာတင်ပြပေးခြင်းဖြစ်ပါတယ်။လူတွေထိတ်တလန့်ဖြစ်အောင် သတင်းမားတွေပေးပြီးချမ်းချောက်နေရလားဓမ္မမဟုတ်ဖြစ်နိုင်ရရှိတာတွေကိုအကျိုးအကြောင်းစီလျော်စွာနဲ့တင်ပြပေးပြီးကြိုတင်ပြင်ဆင်ထားမှုတွေရှိနေအောင် အပြုသဘောနဲ့သတိပေးနေရလားဆိုတာကိုတော့ထမင်းစားပြီးကြီးပြင်းလာတဲ့လူတိုင်းနားလည်ကြမှာပါအသိဉာဏ်မဲ့တဲ့သူတွေကတော့လူစကားရဲ့အတိတ်ပဲကို သေးချာနားလည်မယ်လို့မထင်ပါဘူးဒါကြောင့်ကျွန်တော်ထုံးစံအတိုင်းပုတ်ခတ်တိုက်ခိုက်နေကြဦးမှာပါပဲ။ ကျွန်တော်ကလည်းအတိုက်ခိုက်များလေလေစာများများပို့ရေးကျင်နေလေပါပဲအားလုံးဘေးရန်ကင်းကြပါစေကယ်လ်ဝင်အက်ဘတ်ပါဝါ